အော်မန်ချက်စတာယူနိုက်တက်ပြည်သက်များအားလုံးဝင်မင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီဇင်ဘာလကိုနည်းနည်းလေးချင်းကကြည့်ကြမယ်ဒီဇင်ဘာလမှာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ပွဲအများကြီးကြည့်ရမယ်6ပွဲထိကြည့်ရမယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကလာမယ့်ဒီဇင်ဘာလမှာပွဲရ6ပွဲထိကြည့်ရမယ်အဲ့6ပွဲထဲမှာဘယ်ချိန်တွေကြည့်ရမလဲအဲ့6ပွဲကိုကျွန်တော်တို့ဘယ်ချိန်တွေမှာကြည့်ရမလဲဆိုတာကိုကျွန်တော်နဲ့အတူနည်းနည်းလေးချင်းကကြည့်ကြမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဇင်ဘာလ9ရက်နေ့ဝက်ဆန်းကိုအင်ကွင်းမှာလက်ခံကစားရမယ်ဒီပွဲလဲ၄နာရီပဲ နော်ဒီပွဲ၄နိုင်5ရက်နေ့ဆိုပေမဲ့၄ရက်နေ့ညပေါ့၄ရက်နေ့ညဒါ5ရက်နေ့မနေ့ပေါ့သူတို့စီမှာဆိုမနေ့ပေါ့အဲဒီပွဲအဲ့ဒါပြီလို့ရှိရင်တော့ကျွန်တော်တို့ဒါ over တန်အသင်းကိုဒီပွဲလဲ၄နိုင်ပဲ over တန်အသင်းကိုအဝေးကွင်းဒီပွဲလဲ၄နိုင်ပဲကျွန်တော်တို့ဒါကတော့6ရက်နေ့6ရက်နေ့ over တန်ကို6ရက်နေ့အဝေးကွင်းခံရမယ်နောက်ထပ်ကျွန်တော်တို့ဒါ16ရက်နေ့ကျွန်တော်တို့16ရက်နေ့ဘုံမောက်ကို ိမ်ဝင်းကန်ရမယ်ဒီပွဲလဲ၄နာရီပဲ16ရက်နေ့เนาะ16ရက်နေ့ဆိုပေမဲ့ကျွန်တော်တို့15ရက်နေ့ညပေါ့16ရက်နေ့မှာ ਨੇ အဲ့တော့ဒီပွဲကဘုံပေါက်နဲ့အိမ်ကွင်းမှာကန်ရမှာဒီပွဲလဲ၄နာရီပဲကြည့်ရမယ်အဲ့တော့နောက်ထပ်ကျွန်တော်တို့ဒါ22ရက်နေ့ Aston Villa ကိုအဝေးကွင်းဒီပွဲကတော့ကျွန်တော်တို့17နာရီ17နာရီဆိုပေမဲ့လဲ17နာရီခွဲပေါ့เนาะ17နာရီခွဲဆိုပေမဲ့ဒါညှင်းနဲ့သွားပြီကျွန်တော်တို့ဒါ is တနေ့တနေ့နာတနေ့ကနေနေ့ ဒီနေ့ကနေနေ7နာရီခွဲပေါ့ဒီနေ့ကနေနေ7နာရီခွဲဆိုတာဒါစနေနေ့ညပေါ့စနေနေ့ညစနေနေ့ခွဲကြည်ရမယ်ဒီနေ့ကနေနေမနက်ဖြစ်သွားပြီအဲ့တော့အဲ့တပွဲပဲနေနေစောတယ်လို့ပြောလို့ရမယ်နောက်ထပ်ပွဲတွေကကျွန်တော်တို့အဲ့ဒါပြီးလို့ရှိရင်28ရက်နေ့မြူကစီကိုကျွန်တော်တို့ဒါဘောက်စိန်တဲပွဲဆိုလားပါစလားအဲ့ဒါလည်း၄နိုင်ခွဲပဲအဲ့တော့မြူကစီကိုကျွန်တော်တို့အင်ကွင်းမှာလက်ခံကစားမှာအဲ့ဒါပြီးလို့ရှိရင်30ရက်နေ့ဟိုဘာဟာတန်ကိုလည်း ဒါအိမ်ကွေးမှာလက်ခံကစားရမယ်အဲ့ပွဲလေ၄နိုင်ပဲအဲ့တော့၄နိုင်ပွဲတွေတော်တော်များနေတယ်ကျွန်တော်တို့ Manchester United ပြိုင်သက်တွေနေနဲ့တောင်ကျေဖို့မျောလင်းအားထားနေကြတဲ့ပြိုင်သက်တွေနေနဲ့ကတော့ဒါတော်လေးပင်ပန်းအောင်ပါပါရလက်လေးတွေကောင်းဖို့တော့မျောလင်းရမှာပေါ့လူပင်ပန်းရင်ပင်ပန်းရလက်လေးတွေကောင်းဖို့ကတော့ကျွန်တော်တို့အတန်းနိုင်ဆုံးမျောလင်းရမယ်ဒီပွဲတွေကိုဒါပင်ပန်းမခက်ခဲနဲ့လိုက်ကြည့်တဲ့လူတွေပေါင်းဝင်ကျွန်တော်တို့ဒါကျွန်တော်ပေါင်းဝင် Manchester United ပြိုင်သက်တွေအကုန်လုံးဒါစောင့်ကြည့်ကြမယ်ပေါ့ဗျာဒါကတော့ဒါပွဲစဉ်တွေကအချိန်တွေဒါ ိုလိုကန်လိုင်းတွေနဲ့ဂျားရက်ဒီရောဒါဘောက်စင်းတွေပွဲရောရှုပ်ရှက်ခန့်နေတဲ့အနေအထားကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ပွဲဒီဇင်ဘာလအတွင်းမှာ6ပွဲကြည့်ရမယ့်အချိန်ကိုဒါကျွန်တော်သိတဲ့လောက်လေးပြောပြပေးတော့ပါအားလုံးကိုကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်များကိုစနေပြကြားမှာချမ်းသာကြပါစေ